မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ၄ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းနှုံမြို့နယ်မှာတချိန်ပြီးတော့ပြန်လာတဲ့စစ်ခွေးများလိုက်ပါလာတဲ့ကားနှစ်စီးကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ကနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘာလ3ရက်နေ့ညနေ4:26မိနစ်ခန့်မှာမင်းနှုံမြို့နယ်ကြောက်တိုင်တိုက်နယ်ဆေးရုံမှာတက်ဆွဲထားတဲ့စစ်ခွေးဂိတ်စခန်းကနေတက်ချိန်ပြီးတော့ပြန်လာတဲ့အင်အား60လောက်ပါတဲ့စစ်ခွေးကားနှစ်စီးကိုတရက်မြို့နယ်အတွင်းမှာရှိတဲ့တရက်မင်းနှုံလမ်းပိုင်းပဲ့မခန်းရွာလမ်းပေါက်မှာတော်လိုင်းတပ်ဖွဲ့များကခြုံခိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာ9မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးတော့ကားပေါ်မှာတဲအိတ်တွေနဲ့ကားထားတဲ့အတွက်ကြောင့် စစ်ခွေးနှကောင်သာတေဆုံးပြီးတော့ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိကဒဏ်ရာရရှိသူတွေထဲမှာဘိုးတအုပ်နဲ့ဒုတက်ချက်အဆင့်ရှိသူတအုပ်တို့ပါဝင်တယ်လို့သိရပါဗျ ကျွန်တော်တို့မနေ့ကမနေ့အစောပိုင်းမှာစစ်ခွေးတွေတက်ချင်းမှုအလားကိုလွတ်ပေးလိုက်ပြီးတော့အပြန်မအသည့်နေရာယူပြီးတော့စောင့်ကြိုတိုက်ခတ်ခဲ့တာပါစစ်ခွေးတွေကကားမောင်းလာတဲ့လမ်းတစ်လျှောက်မှာတန်တရားရှိတဲ့နေရာတွေကိုလက်ဦးမှုယူပြီးတော့ပြစ်ခတ်တာတွေလုပ်တယ်တချို့နေရာတွေမှာရှေ့ကနေခြေချင်းဆင်းလျှောက်ပြီးတော့မှကားကိုနောက်ကနေဖြည်းဖြည်းချင်းမောင်းလာတာပါကျွန်တော်တို့ပြစ်ခတ်မှုဖြစ်တဲ့အချိန်မှာစစ်ခွေးတွေအားလုံးကကားပေါ်မှာရှိနေပြီးတော့အစုလိုက်အပြုတ်လိုက်ရုံသုံးကကားနဲ့ထွက်ပြေးတာကားမောက်လို့နှီးပါဖြစ်သွားတယ်ကျွန်တော်တို့ကရှေ့ကနေလာတဲ့စစ်စိမ်းရောင်ကားကိုလွတ်ပေးလိုက်ပြီးတော့နောက်ကနေပါလာ ာတဲ့ဖောကားအနီကိုအရိကထားပြင်မှတ်ထားတိုက်ခိုက်ခဲ့တာပါကျွန်တော်တို့ပြင်မှတ်ထားတိုက်ခိုက်တဲ့အချိန်မှာကားကရက်ပြီးတော့လက်နက်ကြီးလက်နက်ငယ်မျိုးစုံနဲ့ဒရက်ဆက်ပြန်လည်ပြစ်ခုပေးလို့အပြန်အလှန်တိုက်ပွဲပြင်းထန်သွားပါတယ် ်ဖောကားအနီကအတွင်းထဲမှာတိတ်တေကာထားလို့အထိကိုင်နဲသွားတယ်လို့သိရတယ်စစ်ခွေးနှစ်ကောင်တင်ပြီးတော့ခုနှစ်ကောင်ဒဏ်ရာရတယ်လို့ဗမာပြည်ကာကွယ်တပ် USBA ကပြန်ကြားရေးတာဝန်ခံကိုတာချိုကရှင်းပြထားပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဒေဆုံသွားတဲ့စစ်ခွေးအလောင်းများနဲ့ဒဏ်ရာရရှိတဲ့စစ်ခွေးများကိုကပ္ပဆဆက်နေထဲကိုတယ်ဆောင်သွားကြတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဗမာပြည်ကာကွယ်ရေးတပ် USBA တပ်ဖွဲ့ကပြုလုပ်ခဲ့ပြီးတော့ဒေါ်လာရဲ့ရပ်ပေါ်များအထူးကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရုပ်ရှင်သရုပ်ဆောင်ပြည်တီဦးလွန်ခဲ့တဲ့10နှစ်လောက်ကရိုက်ကူးပေးထားတဲ့မဲစီရင်စစ်ဖို့ရုံမြင့်တန်းကြားဇလန်းတို့ကိုအာနာသိန်းစစ်ခွေးအုပ်စုကအခုမှရိုက်ထားတဲ့အောင်နဲ့ပုံမရိုက်ပြီးတော့ MRTV ကနေထုတ်လွှင့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဦးသိန်းစိန်အစိုးရလက်ထက်2015ရွေးကောက်ပွဲအတွက်ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ထောင်မင်းသားနဲ့တွဲဆောင်ခြင်းလို့အမည်ပေးထားတဲ့အဲ့ဒီရုပ်တံဇလန်းတို့မှာမဲစင်းသွားကြည့်ကြဖို့ပြည်တည်ဦးကတိုက်တွန်းပေးထားတာကိုတွေ့ရပါတယ်အာနာသိန်းကာလအစောပိုင်းမှာဆန္ဒပြခဲ့လို့ပြည်တည်ဦးနဲ့အင်နာဂျော်စင်တို့ဇနီးမောင်နဲ့နှစ်ဦးစလုံးထောင်ဒဏ်ကျခံခဲ့ရပါတယ်ပြည်လဲလွတ်မြောက်လာပြီးတဲ့နောက်ပိုင်းမှာလည်းစစ်ကောင်စီရဲ့ဝါရဖြန့် channel တွေကသူတို့ဇနီးမောင်နှံကိုမကြာခဏတိုက်ခိုက်လေရှိပါတယ် စစ်ခွေးအုပ်စုရဲ့ရွေးကောက်ပွဲအတွာမဲစင်းနေကတ်နေပြီမဲ့ပြည်သူအများစုကမကြည့်ကြတဲ့အချိန်မှာဒီရုပ်တံကို MRTV ကနေထုတ်လွှင့်တာပဲဖြစ်ပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအယုံကြည်မရှိသလိုစိတ်မဝင်စားလို့မဲစင်းကိုမကြည့်တာလို့ပြည်သူတချို့ကပြောနေကြပါတယ် အခုရုတ်တံဇလန်းတို့ထွက်လာတော့အာနာရှင်ကိုစန့်ကျင်သူတွေကပြည်တည်ဦးအပေါ်မှာအထင်မြင်လွဲမောင်းမှုတွေရှိလာတယ်လို့ပြည်သူတချို့ကပြောပါတယ်စစ်ခွေးတွေဟာသူတို့အတွက်လဲဝါရဖြန့်ရင်းနဲ့ပြည်သူနဲ့အမှုပညာရှင်ကိုရန်တိုက်ပေးခဲ့ခြင်းသာဖြစ်တယ်လို့သိရပါတယ်တာမန်ကြည့်ရင်ကိုအဲ့ဒီရုတ်တံဇလန်းဟာအခုမှရိုက်ထားတာမဟုတ်ဘူးဆိုတာအရန်ကိုသိတာပါတယ်ပါဝင်တဲ့ပြည်တည်ဦးနေထွန်းနဲ့မြင်းမြင့်ခိုင်တို့ဟာလက်ရှိအရွယ်ထက် လွန်ခဲ့တဲ့ဆယ်နှစ်ဝင်းကျင်ကလေးကရိုက်ကူးခဲ့တာမို့လို့တိတိတတ်တာနုပြိုနေကြတာကိုတွေ့ရပါတယ်။ဇက်ကားပြီးလို့စာတန်းထိုးတဲ့အချိန်မှလည်းပြည်တီဦးကိုတုံးတက်စင်အကယ်ဒမီလို့ထိုးထားပါတယ်။ တကယ်တမ်းပြည်တည်ဦးဟာအကယ်ဒမီ၅ဆုံးရရှိပြီးပါပြီတကယ်တော့ဒီရုပ်တံဇလန်းတို့ဟာ2015အထွေထွေရွေးကောက်ပွဲအတွက်ရိုက်ကူးပေးခဲ့တဲ့ဇလန်းတို့သာဖြစ်တယ်လို့သိရပါဗါအဲ့ဒီရုပ်တံကိုအတူတကွမဲပေးကြစို့ Let's go vote together Facebook page ကနေပြီးတော့2015ခုနှစ်ဇွန်လ3ရက်နေ့မှာတင်ထားခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ပြည်တည်ဦးမှသာမကပဲနဲ့အခြားတရုတ်ဆောင်နေတဲ့အစိုးရတွေရဲ့ရွေးကောက်ပွဲအကျိုးပညာရေးရုပ်တံတွေတချင်းတွေကိုလည်းစစ်ကောင်စီကလက်ရှိရိုက်ကူးထားတယ်လို့ပုံစံမျိုးနဲ့ MRTV နဲ့မြန်မာအသံရေဒီယို DPO ကနေထုတ်လွှင့်နေတယ်လို့သိရပါတယ်2015ခုနှစ်ရွေးကောက်ပွဲမှာစစ်တပ်ရဲ့ပြည်ခံမျိုးပါတီအနိုင်ရဖို့ရွေးကောက်ပွဲကြိုကာလမှာစေအုပ်စုကအမျိုးမျိုးအသားစီးရယူခဲ့ပေမဲ့ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းတဲ့ပြည်ထောင်စုလွှတ်တော်မှာရွေးကောက်ခံအမှတ်698နေရာမှာ 390နေရအနိုင်ရခဲ့ပြီးတော့အပြည့်အသက်အောင်ပွဲခံပြီးအစိုးရဖွဲ့နိုင်ခဲ့တယ်လို့သိရပါဗျ2015ခုနှစ်ရွေးကောက်ပွဲဟာစစ်သားကနေယူနီဖောင်းပြောင်းဝယ်ထားတဲ့ဦးသိန်းစိန်အစိုးရလက်ထက်မှာကျင်းပခဲ့ပေမယ့် NLD အပါအဝင်ဒီမိုကရေစီအရေးဒီဇိုင်းမှတ်မှတ်လုပ်တဲ့အတိုက်ခံပါတီတွေပါဝင်ရှင်းပြနေသလိုရွေးကောက်ပွဲမတိုင်းပြီး နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးပြီးတော့ရွေးကောက်ပွဲမတန်ခင်မှာနိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးပြီးတော့ရွေးကောက်ပွဲရှင်ပြိုင်ခွင့်ပြုတာရွေးကောက်ပွဲလေးလာစောင့်ကြည့်တဲ့နိုင်ငံတကာအဖွဲ့တွေကိုခွင့်ပြုတာမီဒီယာလွတ်လပ်ခွင့်ပေးတယ်လို့နိုင်ငံတကာမီဒီယာတွေကိုလည်းလွတ်လွတ်လပ်လပ်သတင်းယူခွင့်ပြုတာပြည်သူတွေကိုချိန်ချောက်တာမျိုးမရှိဘဲနဲ့လွတ်လပ်စွာမဲပေးခွင့်ပြုတာရွေးကောက်ပွဲဥပဒေတွေကို ပါတီတွေအတွက်ဖြေလျှော့တာစတဲ့အချက်လက်တွေကြောင့်အတိုင်းအတာတစ်ခုထိလွတ်လပ်မျှတာတဲ့ရွေးကောက်ပွဲလို့နိုင်ငံတကာကသတ်မှတ်ခဲ့ကြပါတယ်။လက်ရှိအချိန်မှာတော့စစ်တပ်ကစိတ်တိုင်းကျပြုတ်လုံမဲ့ရွေးကောက်ပွဲကိုတော့အာဏာသိမ်းစစ်ခွေးခေါင်းဆောင်တွေရဲ့နိုင်ငံရေးထွက်ပေါက်အတွက်လုံမဲ့ဟန်ပြရွေးကောက်ပွဲလို့ပဲတော်လိုင်းအင်အားစုတွေကကြောညာထားပါတယ်။ American Abawe Democracy နိုင်ငံတွေကလည်းစစ်ခွေးတိုက်ရဲ့ရွေးကောက်ပွဲကိုလက်မခံဘူးလို့ပြောဆိုထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကဲချင်ပြည်နယ်ဖားကံမြို့နယ်လုံခင်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ရဲ့ဥကောင်းမှာဘုံစားထိမှန်ပြီးတော့ပြင်းထန်တိုင်းရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမော်လွယ်နှစ်နိုင်ကျော်ခန့်မှာဖားကံမြို့နယ်လုံခင်းရွာဂရေမော် crazy လပိဆိုင်အနီးကိုအကြမ်းဖက်စစ်တပ်ကဗားတိုက်ပွဲမှာလည်းမရှိဘဲနဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗါတယ်အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူတအူးဦးကောင်းမှာဘုံစာထိမှန်ပြီးတော့ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးလက်ရှိအချိန်မှာစေကုသရအရေးပေါ်ပို့ဆောင်ထားရတယ်လို့သိရပါဗါတယ် ဘာတိုက်ပွဲမှလည်းမရှိပါဘူးဗျာစစ်တပ်ကဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်နေတာပြည်သူတို့ဦးကောင်းကဘုံစားထိမှန်ပြီးတော့ပြင်းထန်ဒဏ်ရာရတယ်လို့တော့သိထားရတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်အလားတူပဲမနေ့ကအော်တိုဗာလ3ရက်နေ့မနေ့6နိုင်ခန်းကလည်းဖားကံမြို့နယ်စမ်းကြွယ်ကြီးွာနေမှာရှိတဲ့ကြောက်စိမ့်လောက်ွက် ကုမ္ပဏီတစ်ခုကဘဟိုးဆက်များကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ဖားကံမြို့ကိုအကြမ်းဖက်စစ်ခွေးစစ်ကြောင်းများရောက်ရှိလာတဲ့အချိန်ကစပြီးတော့ ပြည်သူအယောက်80ကျော်တပ်ဖြတ်ခံထားရပြီးအယောက်300နီးပါးဒဏ်ရာရရှိကာဖားကဲအနောက်ဘက်ချမ်းမာရှိတဲ့ကျေးရွာ15ရွာကပြည်သူတွေတောင်းနဲ့ချီပြီးတော့စစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်ဂျိုးကိုပင်ရွာမှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အချမ်းပတ်ဆက်တက်ကကျေးရွာများကိုဆက်တက်၄ ठी ၃စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများဘေးလွတ်ရာကိုရှောင်တိမ်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ2ရက်နေ့မှာဂျမတ်စစ်ခွေးတပ်ရဲ့စစ်တပ်လေးထီ3စီးဟာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ဂျိုကိုပင်ရွာအပါအဝင်အနီးနားမှာရှိတဲ့ဂန်းကြီးရွာနဲ့မုံရန်ရွာအများကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲခြေရွာနေပြည်သူများဟာလေချောင်းတိုက်ခိုက်မှုများထပ်မံပြီးတော့ပြုတ်လောင်မာကိုစိုးရိမ်တဲ့အတွက်ဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါတယ်တိုက်ပွဲမှာစစ်ခွေးတွေအထိနာလို့ ခြေရွာတွေကို74ခြေတွေနဲ့ဘုံပတ်ကျဲသွားတာပြည်သူတွေထိခိုက်မှုမရှိဘူးသိရပေမဲ့စစ်ခွေးတွေကလေချောင်းတိုက်ခိုက်တာတွေဆက်လက်ပြီးတော့လုံဆောင်လာမှာကိုစိုးရိမ်လို့ပြည်သူတွေကရွာတွေကိုမဝင်ရဲသေးပါဘူးထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံတအူးကပြောဆိုထားပါတယ်စက်တဘာလ30ရက်နေ့မှာအုပ်ဖို့မြို့ပေါ်ကနေဂျိုကိုပင်ရွာကိုစစ်ကြောင်းထုတ်ရန်ရောက်လာတဲ့အင်အားတရာကျော်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကလိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အော်တိုဘားလာတရက်နေ့ည9:00နာရီအထိ၄ချိန်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်က9ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားတဲ့အတွက်စစ်တပ်စစ်ကြောင်းကညာရင်းချင်းအုပ်ဖို့မြို့ပေါ်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်စေကြီးတောင်ပေါ်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့၃ချိန်ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ3ရက်နေ့ညနေ4:20မိနစ်ခန့်မှာတရုတ်လေတပ်ကနေတက်လာတဲ့အချမ်းမတ်စစ်တပ်ရဲ့ Jet Fighter ဒဇီးက ပေါင်းမြုံနယ်အနောက်ချမ်းစေးကြီးတောင်ပေါ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့၃ချိန်ဘုံကျဲသွားတယ်လို့သိရပါဗျ။ပြည်သူတွေထိခိုက်ဒေဆုံးမှုရှိမရှိကတော့မသိရသေးဘူး။လိုင်းအခက်ခဲရှိနေလို့ပါ။ပေါင်းမြုံရဲ့အနောက်ဘက်အရက်ကနေရာတွေမှာစစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့၃ချိန်တိုက်တိုင်ဘုံကျဲသွားတာပါလို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါဗျ။အလားတူပဲမခွေးတိုင်းထီးလင်းမြုံနယ်နဲ့ပေါင်းမြုံနယ်အဆက်ကိုလည်းအကြမ်းဖက်ဆက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဂျိုင်ရိုကော်ပတာ၃စီးနဲ့၃ချိန်၄ချောင်းကနေတိုက်ခိုက်သွားကြောင်းဒေသခံပြည်သူများကအတည်ပြုပြောကြား ြထားပါတယ်။မနေ့ကအော်တိုဘားလ3ရက်နေ့မနေ့09:26မိနစ်ခန့်မှာ မုံရွာနမခကနေတက်လာတဲ့ gyrocopter 3စီးကဒီလင်းမြို့နယ်နဲ့ပေါ့မြို့နယ်အဆက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့3ချိန်ဘုံကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။ လေချောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ဒါအပြင်မကွေးတိုင်းမြန်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တပ်လေထီနှစ်စီးနဲ့ဘုံးကျဲတိုက်ခိုက်သွားကြောင်းဒေသခံပြည်သူများကပြောပါတယ်။မနေ့ကအော်တိုဝါလာ3ရက်နေ့ညနေ4:18မိနစ်လောက်မှာမခုတ်ကူတပ်မတရတက်ကနေတက်လာတဲ့ပါရာမော်တာနှစ်စီးဟာ မြန်မြို့နယ်အနောက်ချမ်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့၄ချိန်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ဘခုတ်ကူမြို့နယ်ပြည်အိုင်ချီရွာကိုလည်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့နေအိမ်များအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူသွားကြောင်းမြိုင်တောင်ပင်မြေပြင်သတင်းမှန်ပြောင်းကြားရေးအဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်။အော်ဒိုဘာလာတရနေ့မနက်09:18မိနစ်မှာညောင်ချေပြည်ပြူစောတိရွာကဖုန်ကြီးကျောင်းကနေထွက်လာတဲ့ အကြမ်းဖက်စစ်ခွေးများကစေကား၃စီးနဲ့ပခုတ်ကူမြို့နယ်ပြည်အိုင်ရွာကြီးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့နေအိမ်မှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုလည်းခိုးယူခဲ့တယ်လို့သိရပါတယ်။ညောင်ချစ်ပင်ပြူစောတိရွာဖုန်ကြီးကျောင်းကနေထွက်လာတဲ့စစ်ခွေးတွေကပြည်အိုင်ရွာကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်ပစ္စည်းတွေကိုခိုးသွားတာပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူပြီးအဲ့ဒီစစ်ခွေးစစ်ကြောင်းကကံမရဲစခန်းထဲကိုပြန်ဝင်သွားပါတယ်လို့မြိုင်တောင်မင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ယေရှုရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်သူရင်ဝင်ထံကိုချိတ်ဆက်ပြီးတော့စက်တမလာအတွင်းမှာအကြမ်းဖက်စစ်ခွေးဘက်ကဗိုလ်ကြီးတအုပ်အပါဝင်68ဦးအလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီအလင်းဝင်လာသူ68ဦးထဲမှာလက်နက်ယူလာသူ78ဦးရှိပြီးတော့ MA1 တနက်71လက် MA3 တနက်4လက်လက်ပစ်ပုံ3လုံးနေမိုင်း1လုံးကြီမျိုးစုံ960တောင်းချော်တို့ပေါရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ရဲ့အထမလူသစ်စုဆောင်းခံရသူပြည်သူစစ်မှုထမ်း58ဦးနဲ့ရဲတအုပ်ဗိုလ်ကြီးတအုပ်တပ်ကြကြီးတအုပ် တပ်သား၈ဦးတို့စက်တမလာအတွဲမှာပြည်သူရင်ွယ်ဝင်းအောင်လာခဲ့ခြင်းဖြစ်ကအခွင့်အရေးရတာနဲ့ပြည်သူနဲ့အတူရက်ဒီယန်ရန်သူတပ်တွင်ရောက်ရှိနေသူများလည်းချိုးပန်းလျက်ရှိတယ်လို့သိရပါဗါဒအကြမ်းမစစ်တပ်ရဲ့စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့်အတရားဓမ္မလူသစ်စုဆောင်ခံရသူများအပါအဝင်ပြည်သူဘက်ကိုရက်ဒီလိုတဲ့တပ်သားနဲ့ရဲများအနေနဲ့ပြည်သူရင်ွယ် Telegram @myanmarpeople ကို နီးဆက်ရာ PDF ပကဖများနဲ့မဟာမိတ်တိုင်းသာတော်လိုင်းရဲ့အဖွဲ့အစည်းများကိုဆက်သွယ်ချိတ်ဆက်ကပြည်သူရင်ခွင်ကိုခိုးလုံကြရန်တိုက်တွန်းအသိပေးထုတ်ပြန်ထားပါတယ်။2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေဇူလိုင်လ31ရက်နေ့အထိ9လတာအတွင်းမှာအမျိုးသားညီညွတ်ရေးအစိုးရပြည်သူရင်ခွင်အကောင့်ထဲပေါ်ဆောင်မှုဗဟိုကော်မတီနဲ့ကာကွယ်ရေးဝန်ကြီးဌာနကိုကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တပ်ရင်းများပကဖအဖွဲ့များကိုဆက်သွယ်ကဗိုလ်မှူးနှောက်ဦးအပါအဝင် စုစုပေါင်း409ဦးပြည်သူရင်းဝင်ကိုခိုးလုံခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ